မန္တလေးမြို့အမရပူရမြို့နယ်တောင်တမန်အင်းကိုသုံးပန်လှဖော်ထုတ်ဖို့အတွက်စိုက်ပျိုးတောင်သူတွေနဲ့တဘာဝပတ်ဝန်းကျင်လေ့လာသူတွေကပြောဆိုနေကြပါတယ်။အောက်အောင်သတင်းပေးပို့ထားပါတယ်ရှင်။နှစ်ပေါင်း20ကျော်ပျောက်ကွယ်ခဲ့တဲ့ရှေးဟောင်းမွေနေ့ဖြစ်တဲ့တောင်တမန်အင်းနဲ့ဥပိန်တရာသုံးမှန်လောက်ကိုပြန်လည်ဖော်ထုတ်ဖို့အတွက်ဆက်ပြိုးတောင်သူတွေနဲ့တဘာဝပတ်ဝန်းကျင်ဖွဲ့တွေကတောင်းဆိုနေကြပါတယ်ကျွန်တော်တို့ငငယ်တုန်းကတော့သုံးမှန်လားဆိုတာကကျွန်တော်တို့ရေက6လဥပမာပေါ့ဗျာကုန်းက6လဆိုတာကျွန်တော်တို့စပါးဆိုင်ရတယ် တီနံကောက်ဘက်တီနံနေစိုက်တယ်ရေကတော့ကျွန်တော်တို့နေုံလာပေါ့နေုံလာဆိုရင်ကျွန်တော်တို့ရေဝင်တယ်နောက်နောက်ဒေါ်သလင်းနောက်ဆိုရင်ရေပြန်ထွက်သွားတယ်ရေနင်းငယ်ပြန်တယ်ပေါ့နောက်နှွေခါကြရင်တော့သဘာစိုက်ရပါတယ်နော်သုံးမှန်လာလေးတွေအစိမ့်တစ်မျိုးအဝါတစ်မျိုးပေါ့ခင်ဗျာရေရတစ်မျိုးနဲ့ဆိုသုံးမှန်လာလှလေးတွေမြင်ရပါတယ်အခုတော့အဲ့လိုလည်းမဖြစ်တော့ပါဘူးနော်နောက်ပြီးပတ်ဝန်းကျင်ရဲ့ညဉ့်ညက်မှုတွေလည်းဖြစ်လာပါ တောင်တမန်အင်းပတ်ဝန်းကျင်မှာရှိတဲ့ဆက်ယုံတွေကစွန့်ပစ်လိုက်တဲ့ရေဆိုးတွေကြောင့်တောင်မန်လာပျက်စီးမှုတွေရှိခဲ့ပြီးအင်းထဲကိုရေဆိုးတွေဝင်ရောက်ခဲ့လို့တဘာဝဂေဟာစနစ်တွေပျက်စီးခဲ့ပြီးအင်းထဲကငါးတွေသေဆုံးမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်ဒီတောင်မန်လာဖြစ်ဖို့အတွက်အလုံးဝမ်းဝန်းပြီးတော့ဘလောက်ပဲကြိုးစားကြိုးစားဒီဒီလိုမျိုးအချက်တွေကိုထည့်ပြီးမစင်စားဘူးဆိုလို့ရှိရင်ရေဝင်ထွက်ရေဝင်ပေါက်ရေထွက်ပေါက်စသဖြင့်ဒီဘဝဂေဟာစနစ်တွေကိုဟိုထည့်ပြီးတော့မစင်စားဘူးဆိုလို့ရှိရင်တောင်မန်လာကိုလည်းချင်းချောက် ချင်းချောင်းနေတယ်လို့ဖြစ်ပါတယ်ရှင်ဘလို့မှဟိုသုံးမှန်တာကိုပုံဖော်လို့ရမှာမဟုတ်ပါဘူးဟိုဒါကြောင့်မို့လို့ဒီ သုံးမှန်လောက်ပုံမဖို့အတွက်ဆိုလို့ရှိလို့ရှိရင်အဲဒီပတ်ဝန်းကျင်မှာရှိတဲ့စီမံကိန်းတွေရောဒီဒေသခံတွေရောဒီဟိုဟာတွေရောပေါ့နော်ဒီဒီဘေးမှာရှိတဲ့ဆိုင်ရဲတွေရောဒီတဘာဝတဘာဝကိုမတားဆီးဖို့တဘာဝကြီးစနစ်တွေကိုမထိခိုက်ဖို့နောက်ပြီးတော့သမိုင်းဝင်တန်ဖိုးတွေကိုလည်းမပြက်စီးစေဖို့အဓိကလိုအပ်ပါတယ်လို့ပြောချင်ပါတယ်ရှင်အမရပူရမျိုးနယ်ထဲကကြောက်စိမ့်ဖျားမိပြူပြီးမြို့ဖွင့်ဖြူဖို့အတွက်ကုမ္ပဏီ၃ခုကတောင်းတမန်ဤရေဝင်ရေထွက်ပေါက်တွေကိုပိတ်ပြီးဆောက်လုပ်နေခဲ့ပါတယ် ဒီလိုဖြစ်စဉ်တွေကြောင့်ဒီနှစ်မှာခုလိုအမရပူရမျိုးနယ်ထဲကကျေးရွာ၁၈ရွာရေနှင်းမြုပ်ခဲရတာလို့ဝေဖန်ထောက်ပြမှုတွေလည်းရှိပါတယ်။တောင်တမန်တရားကို၂၀၀၄ခုနှစ်မှာတစ်ကြိမ်အခု၂၀၁၆ခုနှစ်မှာတစ်ကြိမ်တရားကိုရေကြော်တဲ့အထိဖြစ်ခဲ့ပါတယ်ကျွန်တော်အောင်ပါ။